ဒီနေ့အတွက်နောက်ဆုံးရရှိထားတဲ့စီးပွားရေးသတင်းတွေကိုစူးစီးတင်ဆက်ပေးပါတော့မယ်။ပြည်ပမှအကူအညီများမရရှိတာကြောင့်ကုန်သွယ်မှုလုံငွေအတွက်နိုင်ငံချောင်းငွေလိုအပ်ချက်များလာနေပြီးအတုံးစိတ်ချွေတာရေးအတွက်မဖြစ်မနေသုံးစွဲဖို့လိုအပ်သည်များမှအပါချွေတာသုံးစွဲကြစီလိုကြောင်းဖြုံတိမှုမဖြစ်စေရေးအတုံးစိတ်တွေကိုစနစ်တကျနဲ့သုံးစွဲကြဖို့လိုအပ်ကြောင်းစစ်ကောင်းဆောင်မင်းအောင်လှိုင်ကပြောကြားထားပါဗျာ။ အသေးစိတ်ကနေစပြီးချိုးချံချွေတာနိုင်မှသာပြည်တွင်းလူငွေပြမှုနဲ့နိုင်ငံခြားလူငွေပြမှုတွေကိုရှော့ချနိုင်မှာဖြစ်လို့ပြည်ပမှဝယ်ယူသုံးစွဲခြင်းထက်ပြည်တွင်းပြထုတ်ကုန်တွေကို အသုံးပြုကြဖို့စစ်ကောင်စီဥက္ကဋ္ဌမင်းအောင်လှိုင်ကနိုင်ငံစည်းပွားမြင့်တင်ရေးအစည်းအဝေးမှာပြောကြားသွားတာဖြစ်ပါတယ်ပို့ကုန်တွေမရှိပဲလူတမျောက်ကိုမှာယူအသုံးပြုနေမယ်ဆိုရင်နိုင်ငံခြားငွေလိုအပ်ချက်များလာမှာဖြစ်လို့ကုန်ထုတ်လုပ်မှုလုပ်ငန်းတွေကလည်း ရနိုင်သမျှထုတ်လုပ်နိုင်ရေးတာဝန်ရှိတယ်လို့လည်းပြောပါရယ်2021ခုနှစ်ကနေ2022ခုနှစ်အထိနှစ်စဉ်ကုန်သွယ်မှုလူငွေအမေရိကန်ဒေါ်လာ7ဘီလီယံဝန်းကျင်ရှိခဲ့ပြီးအဆိုပါလူငွေတွေကို non trade ဝင်ငွေတွေကနေရရှိတဲ့ဝင်ငွေတွေနဲ့သုံးစွဲခဲ့တာကိုတွေ့ရှိရတယ်လို့ဆိုပါရယ်ဒီမိုကရေစီအစိုးရတပ်တန်းနှစ်ခုမှာနိုင်ငံတကာမှထောက်ပံ့ငွေကူညီငွေနဲ့ချင်းငွေတွေရရှိခဲ့ပြီးအဆိုပါရရှိတဲ့ငွေတွေနဲ့ နိုင်ငံသားငွေတုံးဆွယ်မှုတွေကိုတစ်ဖက်တစ်လမ်းကနေဖြည့်ရှင်းဆောင်ရွက်ခဲ့တယ်လို့စစ်ကောင်းဆောင်ကပြောပါတယ်။ဒါပေမဲ့အာဏာသိမ်းမှုကြောင့်နိုင်ငံတကာမှပိတ်ဆို့မှုတွေလှုံ့ဆော်လာတာကြောင့်နိုင်ငံသားငွေတုံးဆွယ်လို့မရစေဘူး။နောက်ပြီးရရန်ရှိတဲ့ရောင်းကုန်ပစ္စည်းရငွေတွေမပေးချေနိုင်စေဘူးပိတ်ဆို့ဟန်တားမှုမျိုးစုံနဲ့ဆောင်ရွက်လာတယ်လို့ဆိုပါတယ်။မိမိတို့နိုင်ငံကကုန်ပစ္စည်းထုတ်လုပ်မှုမရှိဘဲ ြည်ပကနေတင်သွင်းတဲ့ထုတ်ကုန်ပစ္စည်းတွေကိုအားထအသုံးပြုနေရတဲ့နိုင်ငံဖြစ်လို့ထုတ်ကုန်တွေတုံးမြင့်ထုတ်လုပ်နိုင်ရေးစောင်းရွက်ဖို့လိုတယ်လို့ဆိုပါတယ်။ဒါကြောင့်မိမိတာဝန်ယူတဲ့အချိန်မှာပြည်ပသွင်းကုန်တွေအစားထိုးနိုင်ရေးအတွက်ပြည်တွင်းထုတ်ကုန်ထုတ်လုပ်မှုတွေတုံးမြင့်နိုင်ရေးအသေးစားအငယ်စားနဲ့အလစားစီးပွားရေးလုပ်ငန်း MSMB တွေကိုအားပေးဆောင်ရှောက်ခဲ့တယ်လို့လည်း၎င်းကဆက်ပြောပါရယ်။လက်ရှိမှာတော့မြန်မာနိုင်ငံဟာ2020-2023ဘဏ္ဍာနှစ်မှာ စီးပွားရေးပြန်လည်ဥမော်လာပြီးသုံးတသက်မှနှစ်ရာခိုင်နှုန်းတိုးလာတယ်လို့လဲဆိုပါတယ်။တစ်ဖက်မှာတော့ပြည်တွင်းကုန်စည်နှုန်းအစမတန်မြင့်တက်လာသလိုပြည်သူတွေရဲ့နေစဉ်စားသောက်ရေးမှာမရှိမဖြစ်လိုအပ်တဲ့စံစီဈေးနှုန်းတွေဟာလည်းဆရာနာသိန်း၃နှစ်နီးပါးကာလထဲမှာသုံးဆနီးပါးဈေးနှုန်းမြင့်တက်လာတာဖြစ်ပါတယ်။လုပ်ငန်းရှင်တွေနဲ့တွေ့ဆုံချိန်မှာလည်းတိုင်းပြည်သားရာဝါပြောရင်းနဲ့စားရည်ရိတ်ခဖူလုံရေးကုန်အမျိုးသားရေးလုပ်ငန်းစဉ်အဖြစ်မျှော်မှန်းဆောင်ရွက်နေတဲ့အကြောင်းလည်း စစ်ကောင်းဆောင်မေအောင်နိုင်က ပြောကြားသွားပါတယ်။အိန္ဒိယမြန်မာထိုင်းသုံးနိုင်ငံအဝေးပြေးလမ်းမကြီးတိဆောက်ရေးလုပ်ငန်းမှာ90ရာခိုင်နှုန်းဝန်းကျင် PCB လို့အိန္ဒိယပို့ဆောင်ရေးနဲ့အဝေးပြေးလမ်းမကြီးများဆိုင်ရာဝန်ကြီးနီတင်ကက်ကာရီကပြောကြားလိုက်ပါတယ်။အရှိတောင်အာရှဒေသကိုကုန်ပြေခြင်းချိတ်ဆက်ပြီးသုံးနိုင်ငံကြားကုန်သွယ်ရေးစီးပွားရေးကျန်းမာရေးပညာရေးနဲ့ခီးသွားလုပ်ငန်းတွေမြှင့်တင်ပေးမယ်။ ကီလိုမီတာ1400ခန့်ရှည်လျားတဲ့အဝေးပြေးလမ်းမကြီးကိုအိန္ဒိယထိုင်းနဲ့မြန်မာနိုင်ငံတွေကဖောက်လုံနေတာဖြစ်ပါတယ်။သုံးနိုင်ငံအဝေးပြေးလမ်းမကြီးစီမံကိန်းရဲ့80ရာခိုင်နှုန်းဝင်းကျင် PC ဘာဘီလို့စီမံကိန်းတိုးတက်မှုအပေါ်မေးမြန်းမှုတစ်ခုကိုဖြေကြားရမှာနီတင်ကက်ကာရီကပြောပါတယ်။အဆိုပါအဝေးပြေးလမ်းမကြီးကအိန္ဒိယနိုင်ငံမိုးရေးမြို့ကိုမြန်မာနိုင်ငံကနေတဆင့်ထိုင်းနိုင်ငံမဲဆောင်မြို့နဲ့ဆက်သွယ်ပေးမှာဖြစ်ပါတယ်။ သုံးနိုင်ငံချိတ်ဆက်မဲ့အ мян လန်းတည်ဆောက်မှုဟာသုံးနိုင်ငံကြားကုန်သွယ်ရေးပုံမှုကောင်းမွန်စေဖို့ကုန်စည်ပို့ဆောင်မှုတွေအဆင်ပြေချုံးမွေ့စေဖို့ရည်ရွယ်ချင်းဖြစ်တယ်လို့ဆိုပါတယ်။မဟာဗျူဟာမြောက်ရေးပါတဲ့အဆိုပါအဝေးပြေးလမ်းမကြီးတည်ဆောက်မှုဟာကြက်ကြာမှုတွေရှိခဲ့တယ်လို့လည်းပြောပါတယ်။အိန္ဒိယအစိုးရကအစောပိုင်းမှာသုံးနိုင်ငံအဝေးပြေးလမ်းမကြီးကို2019ခုနှစ်ဒီဇင်ဘာလမှာစတင်အသုံးပြုဖို့ရည်ရွယ်ခဲ့ပါတယ်။ထိုင်းတန်အမတ်ကြီးဘက်တာရက်ဟွန်တန်က ထိုင်းမြန်မာနဲ့အိန္ဒိယနိုင်ငံအကြားသုံးနိုင်ငံချိတ်ဆက်မဲ့လမ်းဖောက်လုပ်မှုတွေကိုဆက်လက်ဆောင်ရွက်နေတယ်။ထိုင်းနိုင်ငံကလည်းမြန်မာနိုင်ငံကိုချိတ်ဆက်မဲ့လမ်းပိုင်းကတော့တိစောက်မှုကနေပြီးနေပါပြီလို့ပြောပါရတယ်။ထိုင်းမြန်မာနဲ့အိန္ဒိယနိုင်ငံတို့ကိုချိတ်ဆက်မဲ့အမြန်လမ်းကြောင့်အိန္ဒိယနိုင်ငံကလကတာကနေထိုင်းနိုင်ငံဘန်ကောက်မြို့ကိုကားနဲ့သွားရောက်နိုင်ွယ်ရှိနေကြောင်းသိရပါရတယ်။သုံးနိုင်ငံအဝေးပြေးလမ်းမကြီးတိစောက်မှုပြီးစီးမဲ့အချိန်နဲ့အသုံးပြုလို့ရမယ့်အချိန် စတဲ့အသေးစိတ်အချက်အလက်တွေကိုတော့နီတင်ကက်ကာရီကပြောကြားထားခြင်းမရှိပါဘူးအဆိုပါသုံးနိုင်ငံချိန်ဆက်မဲ့လမ်းပြီးဆုံးသွားပါကခီးတော့အမယ့်အချိန်ရှော့ချနိုင်တဲ့အပြင်ခရီးစရိတ်လည်းများစွာတက်တာပွဲရှိနေကြအိန္ဒိယအစိုးရတာဝန်ရှိသူတွေကပြောပါတယ်အိန္ဒိယအစိုးရဟာထိုင်းနဲ့မြန်မာနိုင်ငံနဲ့ချိန်ဆက်နိုင်မဲ့အမြန်လမ်းဖောက်လုံမှုအပြင်လာအိုကမ္ဘောဒီးယားနိုင်ငံဗီယက်နမ်နိုင်ငံတို့နဲ့ချိန်ဆက်မဲ့လမ်းများဖောက်လုံဖို့လည်းစီစဉ်နေကြောင်းသိရပါတယ် စစ်ကောင်စီကရွှေနဲ့ဒေါ်လာဈေးနှုန်းမြင့်တက်လာမှုကိုတားဆီးဖို့အတွက်စီးပွားရေးသမားလုပ်ငန်းရှင်တွေဒေါ်လာဝယ်ရောက်လို့နမည်ထွက်သူတရားနီးပါးကိုဈေးကစားရဆိုတဲ့အကြောင်းပြချက်နဲ့ထပ်မံဖမ်းဆီးစစ်ဆေးမှုတွေဇက်တိုက်လှုပ်ဆောင်နေကြောင်းသိရပါဗျ။ဒီနေ့အထိရွှေလုပ်ငန်းလုပ်ကင်သူတွေနဲ့ဒေါ်လာဝယ်ရောက်လုပ်ကြတဲ့လုပ်ငန်းရှင်တွေဆက်လက်ဖမ်းဆီးစစ်ဆေးခံနေရတယ်ဆိုတာမှန်ကန်ကြောင်းလုံခြုံရေးအရအမည်မဖော်လိုတဲ့ရွှေလုပ်ငန်းရှင်တို့ကပြောကြားထားပါဗျ။ ဇွန်လအတွင်းအကြမ်းဖက်စစ်ကောင်စီဗဟိုဘဏ်ရဲ့ညွန်ကြားချက်နဲ့အထူးစုံစမ်းစစ်ဆေးရေးဦးစီးဌာနကလူပုတ်ကို52ဦးနဲ့ကုမ္ပဏီ3ခုကိုရွှေနဲ့ဒေါ်လာဈေးကစားမှုဖြင့်အမှုဖွင့်အရေးယူထားကြောင်းဗဟိုဘဏ်ကထုတ်ပြန်ကြေညာပြီးနောက်ဆက်ဆက်သူတွေကိုလိုက်လံထက်မှန်ဖမ်းဆီးကာအမှုဖွင့်မှုများလှုံ့ဆော်နေရာဖမ်းဆီးခံရသူတရားဝင်ကျင်ရှိလာခြင်းဖြစ်ကြောင်းသိရပါဗျ။မြန်မာနိုင်ငံသားကုံသွဲမှုဘဏ် MFDB နဲ့ မြမရင်းနှီးမြှုပ်နှံမှုနဲ့ကုသန်းရောင်းဝယ်ရေးဘဏ် MICB တို့ကိုအမေရိကန်ကပိတ်ဆို့အရေးယူလိုက်ကြောင်း2023ခုနှစ်ဇူလိုင်လ22ရက်နေ့မှာကြေညာခဲ့ပြီးနောက်ဒေါ်လာနဲ့ရွှေစည်းမြင့်တက်လာတာပါအမေရိကန်ရဲ့စီးပွားရေးပိတ်ဆို့မှုကြောင့်အမေရိကန်ဒေါ်လာကိုငွေကျပ်3200ကျော်အခောက်ရွှေစည်းတစ်ကျပ်သားကို32သိန်းကျော်ဖြစ်နေချိန်မှာစစ်ကောင်စီကဈေးနှုန်းတက်မှုမှာဈေးကစားခြင်းကြောင့်လို့ဆိုကကုန်တယ်များပွဲစားများ လုပ်ငန်းရှင်များကို ခေါ်ယူစစ်ဆေးခြင်းတယ်လီဖုန်းများကိုစစ်ဆေးခြင်းမိခင်တစ်တာပါမကြံဖွင့်ပေါက်စစ်ဆေးမှုများလှုံ့ဆော်နေကြတချို့ကိုမတင်ကားဟုဆိုကအထူးစုံစမ်းစစ်ဆေးရေးရုံးများတို့ညအိတ်ခေါ်ယူစစ်ဆေးနေကြောင်းသိရပါဗျ။စစ်ကောင်စီပြောခွင့်ရသူဗိုလ်ချုပ်စောမင်းထွန်းကတော့ဗန်နခုကိုပိတ်ဆို့အရေးယူရတဲ့ပတ်သက်ပြီးအမေရိကန်ဟာနိုင်ငံရေးစီးပွားရေးအရာအကြက်တဲဖြစ်အောင်လုပ်နေတာဖြစ်တယ်လို့ဇွန်လ20ရက်နေ့က စစ်ကောင်စီပိုင်းမီဒီယာတွေကနေတဆင့်ပြောဆိုထားပါတယ်။အဲ့ဒီနောက်မှာတော့ရွှေနဲ့ဒေါ်လာဈေးကစားရဆိုတဲ့ဆွဆွဲချက်နဲ့စီးပွားရေးလုပ်ငန်းရှင်တွေကို စစ်ကောင်စီကဇက်တိုက်ဖမ်းဆီးနေတာဖြစ်ပါတယ်။အိန္ဒိယကရခိုင်နှစ်ထက်ပဲစင်းကုန်35ရာခိုင်နှုန်းကိုပုံမိုတင်သွင်းမယ်လို့ထုတ်ဖော်ပြောဆိုပြီးနောက်အိန္ဒိယပို့ကုန်မပဲနဲ့ပဲစင်းကုန်ဈေးတွေပြန်လည်မြင့်တက်လာပါတယ်။ရန်ကုန်ပြည်နယ်ကုန်စီတိုင်းဈေးအရာ ရပိုင်းတွင်ပဲစင်းကုံတဒံကိုကျက်3သိန်းဝန်းကျင်နဲ့မပဲတဒံကိုကျက်3သိန်းဝန်းကျင်မြင့်တက်လာတာဖြစ်ပါတယ်။အိန္ဒိယစားသုံးသူရေးရမှအတွင်းဝင် ဖြစ်သူကအိန္ဒိယပဲစင်းကုံလိုအပ်ချက်ဖြစ်တင်းဖို့နဲ့ဈေးနှုန်းမြင့်တက်တာကို ထိန်းနိုင်ဖို့အရင်နှစ်ထက်35ရာခိုင်နှုန်းတန်ချိန်အားဖြင့်12သိန်းခန့်တင်းသွင်းသွားမယ်လို့ဆိုထားပါတယ်။မြန်မာကုန်တွေတွေရဲ့ဈေးကစားနိုင်ဖို့တိုးလောင်ထားတဲ့အတွက်ကြောင့်အိန္ဒိယမှာပဲစင်းနှုန်းမြင့်တက်နေတာဖြစ်တယ်လို့အိန္ဒိယဘက်ကဆိုထားပြီး လက်ရှိမိုးရာသီစတင်ပြီဖြစ်လို့ဆက်လက်သုံးလောင်းထားနိုင်ခြင်းရှိမှာမဟုတ်ပဲတင်သွင်းမှုတိုးတက်လာတဲ့အခါအိန္ဒိယဒေတာအတွင်းပယ်စီကျလာမယ်လို့အိန္ဒိယစားသုံးသူရေးရာဌာနမှတာဝန်ရှိသူကပြောပါရယ်မပဲနဲ့ပယ်စင်ကုန်တွေကိုတခြားနိုင်ငံတွေက စားသုံးမှုမရှိပဲအိန္ဒိယနိုင်ငံကသာလိုအပ်ချက်ရှိနေတာဖြစ်လို့မြန်မာအနေနဲ့အိန္ဒိယကိုသာရောင်းချရမှာဖြစ်ကြောင်းပြောဆိုထားပြီးအခုလိုပြောကြပြီးနော် မြန်မာဘက်ကတင်ပို့မဲ့အိန္ဒိယပို့ကုန်ပဲဆေးတွေမြင့်တက်သွားခဲ့တာဖြစ်ပါတယ်။လက်ရှိအိန္ဒိယနိုင်ငံကမြန်မာပါဝင်အာဖရိကအရှေ့ပိုင်းနိုင်ငံတွေကပဲတန်ချိန်ကိုသိန်းနီးပါတင်သွင်းထားပြီးဖြစ်တယ်လို့သိရပါတယ်။အင်ဒိုနီးရှားနိုင်ငံမှာပုံမိုတန်ရှင်းတဲ့လျှက်စစ်စွမ်းအားအသုံးပြုနိုင်ဖို့အတွက်အမေရိကန်ဒေါ်လာတသက်သက်မှ၄ဘီလီယံတန်ဖိုးရှိတဲ့စီမံကိန်းတစ်ခုကိုကမ္ဘာ့ဘဏ်ကဇွန်လ29ရက်နေ့ကအတည်ပြုပေးခဲ့တယ်လို့ ကလေးသင်ငယ်အာဟာရဖွံ့ဖြိုးရေးစီမံကိန်းအတွက်လည်း American Dollar 600 million ပံ့ပိုးသွားမှာဖြစ်တယ်လို့သိရပါဗျ။2022ခုနှစ်ဇန်နဝါရီလထဲမှာထုတ်ပြန်ထားတဲ့အစိုးရစစ်တမ်းတစ်ခုအရအင်ဒိုနီးရှားနိုင်ငံမှာငါးနှစ်အောင်ကြီးထောက်မှုနှောင်းနှေးနေတဲ့ကလေးဒေသတမ၅တန်းရှိတယ်လို့သိရပါဗျ။နိုင်ငံအတွင်းအာဟာရချို့တဲ့နေတဲ့ကလေးသင်ငယ်တွေရဲ့ရာဂိုင်းနှုန်းကို2024ခုနှစ်မှာ14ရာဂိုင်းနှုန်းအထိရှော့ချနိုင်မှုရည်ရထားတယ်လို့ အင်ဒိုနီးရှားသမ္မတကပြောကြားထားပါတယ်။လျှက်စစ်တပ်အားစီမံကိန်းဟာအင်ဒိုနီးရှားအရှိတ်ဘက်နေရာတွေအတွက်လျှက်စစ်တပ်အားလုကွက်က လူပေါင်းနှစ်သန်းနဲ့ဆက်ဆံနေပြီးဆိုလာဒါးယင်းနှိမ့်နှံမှုကိုမြင့်တင်မှုနဲ့စွမ်းအင်ကဏ္ဍအကူအပြောင်းကိုစီမံခန့်ခွဲနိုင်တဲ့အင်ဒိုနီးရှားရဲ့လုံခြုံရေးစွမ်းကိုကူညီနိုင်မှာဖြစ်တယ်လို့ကမ္ဘာ့ဘဏ်ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။အင်ဒိုနီးရှားရဲ့စွမ်းအင်အကူအပြောင်းအတွက်အဲ့ဒီစီမံကိန်းဟာ ဗဏ္ဍာငွေထုတ်ပေးနိုင်တဲ့ပုဂ္ဂလိကကဏ္ဍကိုစူးစီးပေးတဲ့အပြင်ရာသီဥတုအပြောင်းလဲကိုအလိုက်အသင့်ပြောင်းလဲနိုင်မဲ့အစုဖွဲ့တွေကိုလည်းကူညီပံ့ပိုးနိုင်တယ်လို့သိရပါဗျ။လက်ရှိမှာတော့အင်ဒိုနီးရှားနိုင်ငံရဲ့လျှက်စစ်တအားအများစုဟာကျောင်းမီးသွေးကိုအသုံးပြုနေရတာဖြစ်ပြီးလာမယ့်2030ခုနှစ်မှာကျောင်းမီးသွေးထုတ်လုပ်မှုကို32ရာခိုင်နှုန်းလျှော့ချဖို့ကြီးမန်းထားက2060ခုနှစ်မှာတော့အသက်တင်၃ညအမှတ်ထိလျှော့ချနိုင်မှာဖြစ်တယ်လို့ဆိုထားပါဗျ။ အခုတင်ဆက်ပေးခဲ့တာကတော့နောက်ဆုံးရစီးပွားရေးသတင်းအကြောင်းအရာတွေပဲဖြစ်ပါတယ်ဒီနေ့ရတင်ဆက်မှုကိုဒီလောက်နဲ့ပဲရန်နာပြစီရှင်